အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်ဗျာမတ်လ25ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးသတင်းပုဒ်ကတော့ feature ကဖော်ပြထားတဲ့ Ryan Sterling ကြောင့်လည်းမျိုးစသွားလိုက်အောင်လက်ရှိအချိန်မှာအာဆင်နယ်မှာတရားသည့်အငှားလာဆော့နေခဲ့တဲ့ Ryan Sterling ကိုပိုင်ထားခဲ့တဲ့ Chelsea တို့ကတော့ဒီကစားမနဲ့ပတ်သက်ပြီးလာမယ့်နွေရာသီမှာကလပ်အသင်းကိုပြန်ရောက်လာခဲ့ရင်ချက်ချင်းရောင်းချောက်ကိုပြင်ဆင်နေတယ်လောလောဆယ် feature ကဖော်ပြထားချက်ရဆိုရင်တော့ Ryan Sterling ကိုအီတလီထိပ်သီးကလပ် Jupiter အသင်းကစိတ်ဝင်စားနေတယ်အာဆင်နယ်တို့ကလည်းရှင်းတယ်ဒီကစားမကိုနွေရာသီကျလို့ရှိရင်အငှားစာချုပ်ပြည်ရနဲ့ Chelsea ကိုပြန်အပ်မယ် ဖေဗီဆီယိုရိုမာနိုကိုယ်တိုင်ကအာဆင်နယ်ကစတာလီနဲ့ပတ်သက်ပြီးတော့ က်မှန်ခေါ်ယူဖို့ဆန္ဒမရှိတော့ဘူးစာချုပ်ကုန်နာနဲ့ချယ်ဆီကိုပြန်အပ်မယ်ချယ်ဆီကလည်းဒီကစားသမားကိုအသင်းမှာမတုံးချင်ဘူးအထူးသဖြင့်လောက်ခစားများတဲ့ဖြစ်တဲ့အတွက်ဒီကစားသမားကိုလာပြီးကန့်လန့်မှုတွေရှိခဲ့ရောင်းချကိုပြင်ဆင်တယ်ဒီတရားမှာအီတလီစီးရီးကလပ်ဂျူပင်တက်ကတော့စတာလီနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုအပြည့်ရှိနေတယ်နွေရာသီကျရင်ကန့်လန့်မလားစောင့်ကြည့်သွားမှာပေါ့လေတချို့ရူမာရဆိုရင်တော့ချယ်ဆီကလောက်ခလာစားမြင်မာတာဖြစ်တဲ့အတွက်ရိုင်းစတာလီနဲ့ပတ်သက်ပြီးပေါင်ဆယ်တန်းရလို့ရှိရင်တော့မှလလွတ်တော့ဖို့ပြင်ဆင်နေဆိုပြီးသတင်းတွေကြားသိရတယ်အဲဆို အသက်30ရွယ်အင်္ဂလန်သားကတော့ချယ်ဆီနဲ့2029ခုနှစ်ဒီစာချုပ်သက်တမ်းရှိသေးတယ်။ဒါပေမဲ့သူ့ရဲ့လောက်ခရစာကချယ်ဆီမှာတပတ်ကိုပေါင်3,200,000။အခုအာဆင်နယ်မှာလာပြီးကစားနေအာဆင်နယ်ကပေါင်3,000,000စုံစုံလေးပဲပေးရတယ်။ကျန်တဲ့2,000,000ပတ်ချလေကိုချယ်ဆီကစိုက်ပြီးရှင်းပေးနေရတယ်။အဲဒါအာဆင်နယ်အနေနဲ့ ဒီအငှားကြီးမပေးရဘူးလောက်ခါစားကိုလည်းတတ်တတ်စွာပေးနေရတဲ့အတွက် Ryan Sterling ရဲ့ performance နဲ့ပတ်သက်ပြီးကျွန်တော်အရင်တော့သွားပြီးအပြစ်တင်လို့တော့မရဘူးပေါ့လေဒါကိုရီဘက်ကအသာစီးယူပြီးအငှားခေါ်ထားခဲ့တာဒါတော့မှ deadline day မှာကစားသမားစိတ်ပါလုံးလို့ကိုရီဘက်ကလက်ပူတိုက်ပြီးခေါ်ခဲ့ရတဲ့အနေထားအဲ့တော့ဒီကစားသမားကို Arsenal လုံးဝ ခေါ်ယူမှာမဟုတ်ဘူးအငှားစာချုပ်ပေးတာနဲ့ပြန်ပြီးလွှတ်မယ်ဒီညမှာဒီဇာမောက်ကိုခေါ်ခြင်းနဲ့အသေးနဲ့မှာဆိုရင်တော့အီတလီစီးရီကလပ်ဂျူမင်တက်ကရိုယာတီမှာကမ်းလှမ်းသွားဖို့ပြင်ဆင်နေဆိုပြီး feature ကဖော်ပြထားပါဘောလေအဲဆိုတော့ဒီဇာမောက်တော့ဒီရတီမှာအာဆင်နယ်အသင်းအတွက်23ပွဲဝင်ဆော်ထားတယ်10ပွဲအထိဒါပွဲထွက်ကစားထားရပါဘောလေတကိုးသွင်းပြီးတော့၄လုံးဖိုင်ထားတယ်အဝါကတ် 9ကြိမ်ထိထားပါဗျ။ဒီရသည်မှာအာဆင်နယ်တက်စစ်ဆိုအောင်ကစားမှတွေအင်ဂျူရီရတာများနေအချိန်မှာအသုံးမဝင်ဘူးဆိုရင်လည်းစကွပ်ပိုင်းရအတွေ့အကြုံပိုင်းရတော့စတာလင်တယောက်ရှိနေတာတော့လည်းတော်သေးရလို့ပြောခဲ့ရမယ်။အဲဆိုတော့ဒီကစားမတော့ကျူပီယာလပပူမန်ချက်စတာစီးတီးနဲ့ချဲစီးတို့မှဖြတ်တန်းခဲ့ပါဗါအခုတော့အာဆင်နယ်စီမှာတရားဒီအငှားလာဆော့ပြီးတော့ຫນွေရိုက်ကြရင်တော့ဘယ်သူရောက်မလဲကျွန်တော်စောင့်ကြည့်သွားတော့ပါပါ တိယမြောက်သတင်းတစ်ပုဒ်ကတော့စပိန်သတင်းစာ NRCO နဲ့ကဖော်ပြထားပါလေအဲ့ဒါကတော့ဟယ်ရီကိန်းနဲ့ပတ်သက်ပြီးတော့သတင်းတွေစပိန်ဘက်ကသတင်းစာ NRCO နဲ့ဆိုတာကလည်း အရင်ကြီးတော့ယုံကြည်ရတဲ့သတင်းထားတယ်မပါဘူး။ဒါပေမဲ့သူတို့က daily သတင်းတင်တယ်၊ update ဖြစ်တယ်၊ပြီးတော့သတင်းနဲ့ပတ်သက်ရစောရတယ်။မဖြစ်နိုင်တဲ့သတင်းတွေပါတယ်ဆိုပေမဲ့လည်းဒီထက်ထဲမှာပဲသူတို့ဖော်ပြရတဲ့ကဖြစ်သွားတဲ့သတင်းတွေအများပြားရှိတယ်။အဲ့တော့ Spain သတင်းစာ NRC နဲ့ဖော်ပြထားချက်အရ Bayern Munich အသင်းရဲ့တိုက်စစ်ကစားသမား Harry Kane ကလာမယ့်ရာသီမှာ Premier League ကိုပြန်လာခြင်းနဲ့ဆိုပြီးသူတို့ကရေးသားထားတယ်။အဲ့ဒီနေရာမှာ Harry Kane ကိုယ်တိုင် Premier League ကိုပြန်လာခြင်းတာဖြစ်တဲ့အတွက် Premier League club တွေဖြစ်တဲ့ United, Arsenal နဲ့ Liverpool တွေကတော့ဒီအပြောင်းအရွှေ့ကို ောင်းထည်ဖို့ဦးတဲ့စိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့အဆင့်မှာပဲရှိသေးတယ်ချိတ်ဆက်ဆွေးနွေးတဲ့အဆင့်တော့မရောက်သေးဘူးဒီနေ့မှာအာဆီနယ်နဲ့ယူနိုက်တက်ကတော့ဖြစ်နိုင်ချင်းနေတယ်အာဆီနယ်နေနဲ့အသက်32နှစ်ရကစားမတူကိုခေါ်ပါမလားဆိုတဲ့အပိုင်းရယ်ခေါ်ရင်လည်းငွေကြီးရမနေကြီးပေးရမှာနောက်တစ်ချက်က United နေနေတဲ့ဘန်နာကြီးပိုင်းဆိုင်ရာအရာဒီလိုကစားသမားမျိုးသူတို့ဝယ်မယ်လို့တော့မထင်ဘူးဒီနေ့မှာလစ်ပါပူကတော့ဖြစ်နိုင်ချေများတယ်သူတို့တက်စစ်ပိုင်းကကစားသမားတချို့ကိုရောင်းချပြီးအတွေ့အကြုံရင်ကစားသမားတူကိုပြန်ပြီးဖြည့်မှာတစ်ဖက်ကလည်းဒီ Hurricane ရဲ့အနေထားကဘာလဲဆိုတော့ သူကလည်းပရီးမီးယားလိမှာစဉ်ရင်တချို့ကိုလာပြီးတော့ပြန်တင်နေတာအမေရိကန်ကတော့ဒီယာဒီမှာဘိုင်ယန်မြူးနစ်နဲ့သူနဲ့ဂျာတဲ့မှာချုပ်ထားတဲ့စာချုပ်ရအဓိကဆူပလာတချို့ရတာနဲ့သူကစာချုပ်ဖြစ်တဲ့တချို့နဲ့ထွက်ခွာဝင်ရှိတယ်။ဘိုင်ယန်မြူးနစ်နဲ့သူနဲ့ဂျာတဲ့က gentleman agreement ရဒီယာတီကုံလို့လာမယ့်နေရာဒီမှာသူ့ကိုခေါ်ယူခြင်းနဲ့ကလပ်သင်းရှိရင်စာချုပ်ဖြစ်တဲ့ကြီး Euro 65တန်းပြည့်ရတဲ့သူ့ကိုခေါ်ယူနိုင်တယ်။ Fast Market မှာ Euro 90တန်းကြီးရှိတယ်။ကြံခဲ့တဲ့2023ຫນွေတုံးကဒီကစားမောက်ကို စပားစီကနေပြီးသူတို့ခေါ်ခင်တော့ယူတန်း120တောင်ပေးပြီးခေါ်ခဲ့ရဒါပေမဲ့အခုအချိန်မှာပြန်ပြီးလက်လွတ်မယ်ဆိုတာလေအသက်32နှစ်ရဲ့ကစားသမားပြီးတော့ဘိုင်ယန်မြူနစ်ကနံပါတ်1လောက်ခရစားမြန်မာဆုံးကစားသမားသူကတပတ်ကိုယူ4သိန်း8000ရှိနေပြီးတော့တနည်းကိုယူ25တန်းရှိရဲဒါကလောက်ခရစားပိုင်းနဲ့ပတ်သက်ပြီးတော့ဘိုင်ယန်တို့ကဒီကစားသမားကိုလမ်းဖွင့်ပေးသွားနိုင်တဲ့အပိုင်းဘာကြောင့်ပရီးမီးယားလိဂ်ကိုဟယ်ရီကိန်းကပြန်လာချင်တာလဲအခြေအနေကတော့ရှင်းတယ်음ဆိုလိုချင်တာကပရီးမီးယားလိဂ်မှာပြန်ပြီးတော့ စင်ခုံမှုတွေရင်ဆိုင်ကျင်တာရဲ့နောက်တစ်ချက်ကပရီးမီးယားလိမှာသူ့အနေနဲ့213ဂိုးတွင်းထားခဲ့ဘူးတဲ့ဒါပေမဲ့ပရီးမီးယားလိဂိုးသွင်းအများဆုံးအလန်ရှီးယားရဲ့စံချိန်260ကိုကျော်ဖို့အတွက်ဆိုရင်တော့နောက်တစ်ချိန်ပြန်လာဆော့မှအဆင်ပြေမယ်ဆိုလိုချင်တာကတော့ဂိုးပေါင်း58ဂိုးလိုအပ်နေသေးရဲ့လို့ဒါပြောလို့ရတယ်ဗောလေအဲ့ဆို ဟယ်ရီကိန်းနေနဲ့ပရီးမီယာလီကိုပြန်လာခြင်းနဲ့ဆိုတာကစိန်ခေါ်မှုအစ်စ်တွေကိုပရီးမီယာလီတသက်တာဂိုးသွင်းများဆုံးကစားသမားတဦးဆိုတဲ့ဂုံပုတ်အတွက်ကိုသူကပြန်လာခြင်းနေတာအဲ့တော့သူပြန်လာမယ်ဆိုတော့လပေါဘူးကအနည်းဆက်ဆိုလို့ထင်တယ်အာဆင်တွေကစိတ်ဝင်စားတဲ့အဆင့်သတင်းတွေပါတယ်ဆိုတာလည်းထုံးစံတိုင်းပဲပေါ့တိုက်စစ်မှုလို့တဲ့အတင်းတင်းဖြစ်တဲ့အတွက်သတင်းဌာနတွေကစွဲယူရေးသားလိုက်တယ်လို့ပဲကျွန်တော်ကတော့ထင်ပါတယ်ညီကိုတို့ရောဟယ်ရီကိန်းနဲ့ပတ်သက်ပြီးအမှတ်တရရရှိလားတချိန်တုန်းကစပါတက်စ်ကစားသမားတဦးဖြစ်တယ်ငယ်ငယ်တုန်းကအာဆင်နယ်ကိုအားပေးခဲ့တဲ့ဖန်တယောက်ဖြစ်တယ်ဆိုပေမဲ့ဒီကစားသမားအနေနဲ့ တော်တန်ဟော့စပါနဲ့မျက်နှာပြတ်ခံပြီးတော့အာဆီနစီပြန်ပြီးပြောင်းလာမယ်မထင်ဘူးအထူးသဖြင့်အိုက်တာရဲ့ threat the process မှာ heady gain လို့မျိုးအသက်ကြီးကစားသမားတူကို impact ပြန်လုပ်မယ်လို့တော့ကျွန်တော်ကမထင်ဘူးဒါကြောင့်မလို့ isat petakoki ရဲ့ benjamin sesco ဒီ၃ဦးတည်းကတူဦးသာနှွေးမှာရောက်ရှိလာနိုင်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Simon Collins ဖော်ပြထားပါဘောလေအဲ့ဒါကတော့ Julian Timmer နဲ့ပတ်သက်ပြီးဖော်ပြထားတာအဖျားဝေဒနာကြောင့် နယ်သာလန်အသင်းရဲ့နိုင်ငံလေးစဉ်ပွဲစဉ်တွေကနေချက်လက်ခံခဲ့ရတဲ့ဂျူရန်ထင်ပါကတော့အခုဒါပြန်လာခဲ့ပြီဒီနေရာမှာဆိုင်မွန်ကိုလင်းရဲ့ဖော်ပြထားချက်အရဧပြီလ2ရက်နေ့မှာကမ်မဲဖူဝမ်အသင်းရဲ့ပွဲစဉ်အမီဂျူရန်တင်ပါက strong ဖြစ်ဖြစ်နဲ့အဆင်ပြေပြေပြန်လည်ပါဝင်နိုင်လိမ့်မယ်ဆိုပြီးသူကပြောသွားတယ်ဒါတော့သတင်းကောင်းပဲ။ဘာကြောင့်လဲဆိုတော့ဂျူရန်တင်ပါရဲ့အဖျားဝေနာကြောင့်ကျွန်တော်တို့ဖွယ်နယ်ပွဲစဉ်မှာဒီ right back တနေရာဖြစ်ဖြစ် left back တနေရာဖြစ်ဖြစ်ကစားသမားတဦးကိုစုံရှုံလို့မရဘူး။တင်ပါအနေနဲ့ညာချမ်းမှာမပါနိုင်လို့ဘန်ဝက်ကိုသုံးလို့ရဆိုမဲ့ဘယ်ဘက်ချမ်း Louis Kelly ကလည်းအင်္ဂလန်အတွက် ွဲတွေကစားပြီးပြန်လာရမှာဒါကြောင့်မလို့ temper ရှိနေပြီးတော့ louis kelly တို့ဒီ ban white တို့ရှိနေတဲ့ option ကတော့ပို့ပြီးရွေးချယ်လို့ကောင်းတော့မနေထားပါလေပြီးတော့လဲ full hand ဆိုတာကျွန်တော်တို့ကရန်ခက်လိရှိတဲ့အသေးတွေကတသိအမှတ်မကျခဏကြပြောက်လို့ရှိတဲ့အသင်းတင်းဖြစ်တဲ့အတွက် strong ဖြစ်တဲ့လူစင်းရှိဖို့လိုအပ်တယ်ပေါ့လေအဲဆို23နှစ်ရွယ်ဒီ netherland သားကတော့ပွဲပေါင်း40 arsenal အတွက်ကစားထားတယ်အဲ့မှာ36ပွဲပွဲထွက်ပြီးကစားထားတယ် နှစ်ကိုသွင်းပြီးတော့သုံးလုံးဖိုင်ထားပါတယ်လောလောဆယ်တော့44ရက်လောက်တော့အနားယူထားရတဲ့ဒီရာသီမှာကြံခဲ့တဲ့ရာသီကတော့ ASEAN တန်ရောက်253ရက်နားထားရပြီမဲ့ဒီရာသီမှာတော့ ASEAN တန်ရခဲ့မှုတဲ့ကစားသမားတူလာလို့တော့မှမေးယူရလောက်တဲ့အထိအသေးရဲ့ right back ဘက်မှာခြေစွမ်းကိုရှယ်ပြတ်တနေပါတယ်အထူးကြောင့်ပဲဒန်ယန်နီပြန်လာခဲ့တဲ့ဘန်ဝိုက်တောင်မှလက်ရှိချင်းဒီပေါ်ထွက်ခွင့်မရသေးဘူးပေါ့လေအဲဆိုအနာဂတ်မှာထင်ပါကိုဘယ်ချမ်းပို့ပြီးတော့ဘန်ဝိုက်ကိုညာချမ်းမှာထားပြီး လူးဝစ်စကယ်လီကိုကွင်းထဲမှာထည့်မယ်အာရီတာရဲ့ဆုံးဖြတ်ချက်ကိုလည်းကျွန်တော်စောင့်ကြည့်သွားတော့မှာပါဒီစီဇန်လေးကိုဒီကောင်ကြီးပုံပြီးတဲ့ show ဘလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မဆုံတော့ Viber ဖုန်းနံပါတ်သူများကို6016633936ဆက်တယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရနိုင်မှာဖြစ်လို့ငွေပုံငွေချရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထွတ်ပေါ်ပေါ်ရှိုးရဲချပြီးကျွန်တော်အားပေးလို့ရပါတယ် Iver Quick ကို Sport Internet 5သုံးလုံးမိတူကိုလည်းကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါသတင်းနှစ်ခုကိုတပုတ်အဖြစ်ပူပေါင်းပြီးဖော်ပြပေးသွားမယ် ပထမတစ်ခုကတော့မနေ့ကတော့24နှစ်ပြည့်ခဲ့တဲ့ William Saliba ရဲ့ Premier League မှာ Arsenal အသင်းအတွက်ဆန်းဆောင်ခဲ့တဲ့ record ကိုအရင်ဖော်ပြပေးမှာပေါ့လေမနေ့ကတော့သူ့အတွက်ကျွန်တော် birthday wish တွေပါတယ်လုပ်ပေးဖြစ်ပါတယ် page မှာအဲ့တော့ William Saliba တော့အသက်24နှစ်ဖြစ်သွားခဲ့ပြီ Arsenal အသင်းအတွက်65ပွဲအနိုင်ရအောင်ဆွဲဆောင်ထားနိုင်ခဲ့တယ်16ပွဲတည်ကြထားတယ်7တပွဲပဲရှုံးထားတယ်တကယ့်ကို greatest performance ပြနိုင်တဲ့ center back ကစားမတူလို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့ ဒီကစားသမားနဲ့ပတ်သက်ပြီး Real Madrid အပေါ်ဝင်အခြားအသင်းတွေရဲ့သတင်းတွေထွက်မိကစားသမားရဲ့ mantle ကတော့ Arsenal မှာဆက်ပြီးနေကျင်နေဆိုတဲ့အပိုင်းဒါပေမဲ့စာချုပ်တတန်တိုးဘူးကိစ္စကတော့သူအလို့တကြီးမလုပ်သေးတာတော့ဒါကျွန်တော်နားလည်ပြရမှာပေါ့လေသူ့ညမှာကျွန်တော်ဆိုလို့ရှိရင်နွေရာသီမှာဒီအသင်းကဘယ်လောက်ထိအောင်မြင်ခြင်းလဲဘယ်လို quality ကစားသမားတွေဖြစ်မလဲဆိုတာကိုတော့သူ့လိုပဲကျွန်တော်လည်းစောင့်ကြည့်ခြင်းသေးတယ်ပေါ့လေကဲနောက်သတင်းတစ်ခုကတော့ဒီရာသီ Arsenal မျိုးသမီးအသင်းကတော့အိမ်ကွင်းပွဲစဉ်6ပွဲမှာ5ပြည့်ရလက်တီးပဲတီးထားခဲ့တယ် အဲ့ဒါကတော့နိုဝင်ဘာဒီဇင်ဘာဇန်နဝါရီဖေဖော်ဝါရီမတ်တလောက်တပွဲနှုတ်ကိုတီးထားခဲ့တာအခုမတ်လမှာဆိုနှစ်ပွဲဖြစ်သွားခဲ့ပြီအဲ့တော့နိုဝင်ဘာလတုန်းကဆိုရင် Brighton ကိုအိမ်ကွင်းမှာ၅ဂိုးပြတ်နိုင်တယ်ဒီဇင်ဘာလတုန်းက Aston Villa ကို၄ဂိုးပြတ်နိုင်တယ် ခရစ်စတယ်ပယ်လီကိုဇန်နဝါရီမှာတော့ငါးကိုပြတ်နိုင်ပြီးတော့တော့တန်ဟော့စပါအသင်းကိုဖေဖော်ဝါရီလတုန်းကငါးကိုပြတ်နိုင်တယ်ဒီမက်ရှလာအတွင်းမှာဆိုဝက်ဆန်ကို၄ကို၃ကိုနဲ့နိုင်ပြီးတော့အခုနောက်ဆုံးကန်တော့ခဲ့တဲ့လက်ပေါ်ဘူးသင်းနဲ့ပွဲစဉ်မှာဆိုရင်၄ကိုပြတ်နိုင်ခဲ့တယ်ဒီပွဲစဉ်တွေအားလုံးကကိုယ့်ရဲ့အင်ကွင်းမှာကန်သွားခဲ့တာအဲ့ဒါဆိုတော့အာဆင်နယ်မြို့သမီးသင်းကတော့ဒီယာဒီမှာ6ပွဲထိထိကိုပြည့်ရလက်ဒီကိုပုံဖော်ထားနိုင်ရေပေါ့လေ၄ကို၄ကိုအထက်တွေတွင်းထားခဲ့တာပေါ့ဒီနေရာမှာနောက်ထပ် record တစ်ခုကတော့ Renaissance လာအောင်ပါအာဆင်နယ်မြို့သမီးအသင်းကတော်တော်လေးတိုးတက်လာခဲ့တာ စက်တပွဲနိုင်ရတယ်34แมตช์စုဆောင်းထားနိုင်ခဲ့တယ်52ဂိုးသွင်းပြီးတော့ပေးဂိုးက6ဂိုးပဲရှိတယ်ကလင်းရှစ်10ပွဲထိယူနိုင်ခဲ့တယ်တကယ့်ကိုမှကောင်းမွန်တဲ့ performance ပေါ့လေဒါကတော့လက်ရှိမျိုးသမီးစူပါလီမှာဆိုရင် Women Super League မှာဆိုရင်တော့လုံးဝနံပါတ်1 record တွေကြီးပဲဒီနေရာမှာ34မဲ့စုဆောင်းနိုင်ခဲ့တဲ့ဆိုတဲ့ record တခုပဲနံပါတ်2နေရာမှာရှိနေပါဗောလေအဲ့တော့ Renaissance ကနေ Arsenal မျိုးသမီးအသင်း ်ချန်ပီယံလိဒုတိယကြော့ရီယယ်မက်ဒရစ်ကိုကိုယ်အိမ်ကွင်းမှာအကောင်းဆုံးကြော့ဖြတ်နိုင်မလားပထမကြော့နှစ်ကုန်းအရှုံးနဲ့ရလက်ကိုခြေဖြတ်နိုင်မလားဆိုတော့စောင့်ကြည့်သွားမှာပါအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်